သာသနာ့ထဲမှာစကေဘုတ်ခုရှိတယ်။ငွေနှင်းမတုအင်းနှစ်ခုဘိက္ခုတေချောင်းဓာနှစ်ချောင်းမတုကမ္မကလည်းပဲနိစ္စလုံးရင်အကျွမ်းဝင်လုံးရင်ယဟန်ဘဝကိုတတ်ဖြတ်တတ်တယ်။ယဟန်ဘဝကိုကုံဆုံးသွားစေတတ်တယ်။ယဟန်ဘဝကိုဖြစ်စေတတ်တယ်။အလားတူငွေငွေကလည်းပဲယဟန်ဘဝကိုကုံဆုံးသွားစေတတ်တယ်။ဖြစ်စေတတ်တယ်တတ်ဖြတ်တတ်တယ်။ဒါကြောင့် ငွေနဲ့မတူဤနှစ်ခုဘိက္ခုတေချောင်းဒါနှစ်ချောင်းဘိက္ခုတိမေဒါနှစ်စင်းလို့လည်းပြောကြလူကြီးကအတူတူပဲဒါပေမဲ့မတုဂါမကမတုဂါမနဲ့ငွေနဲ့အန်တရဖြစ်နိုင်နှုတ်ကိုကြည့်မယ်ဆိုမတုဂါမနဲ့ယဟန်ဘဝပစ္စည်းဘုကရာခိုင်နှုတ်ကအမတန်နဲတယ်ဘာဖြစ်လို့လူအများစုကဒီဥစ္စာကို ယဟန်တွင်လည်းလောဘမဖြစ်တဲ့မတက်တဲ့အရာလို့လူအများစုကသိထားတဲ့အတွက်တော်တော်များများရှာကြကြည့်တတ်။မွေမွေနဲ့ကြတော့ကလူတဲ့ဒီဥစ္စာတွေကိုယဟန်တွေကိုဖခင်လောဘခွင့်မပြုဘူးကမကုံ၅ပါးနဲ့နှိုင်းရှင်ပြီးတော့ကိုပြင်းပြထန်ထန်တားမြစ်ထားတဲ့ဆိုတော့လူတွေကမသိကြတဲ့အခါကျတော့ကုသိုလ်ထင်ရှားတဲ့အတွက်အံ့အလျင်ကြီးတယ်။ဖယ်အထီတော်အံ့အလျင်ကြီးတယ်ဆိုတော့တချို့ကပြောတယ်မွေကင်တဲ့အာသာတည်တည်လေးပါ။အာသာကြည့်လိုက်ရတာပဲ။အာသာကြည့်တယ်ဆိုတော့ဖြီးတိုက်ကြည့်တာမဟုတ်ဘူးဒီမွေကင်တဲ့အာဘက်က ဒီငွေကိုမစော့တမျှငွေနဲ့ဝယ်ထားတဲ့ပစ္စည်းတွေကိုမစော့ပြတမျှငွေနဲ့ဝယ်ထားတဲ့ကြောင်းကြီးကိုမဖြစ်စည်းတမျှငွေနဲ့ဝယ်ထားတဲ့ကားကြီးကိုမစော့ပြတမျှငွေနဲ့ဝယ်ထားတဲ့ပစ္စည်းလေးပါအစုံမျိုးစုံပါဖြစ်ဖြစ်အသုံးဆောင်မှန်တယ်မစော့ပြဖက်နဲ့ဒေသနာကြအဘဖြစ်လို့လောကမပြေဘူးနောက်ဆုံးသူကပဲအတိတော့ပို့သွားတယ်ဆိုတော့မတုဇာမရှိကိုလည်းသူတော့ပို့သွားတာပဲအခြားအခြားနီလန်မျိုးစုံကိုလည်းသူတော့ပို့သွားတာပဲငွေရလို့ရကြောက်တယ် ။ရဟန်းတွေမှာပါရာဇိကသိက္ခာပုလေးခုရှိတဲ့နေရာမှာဒီငွေကတော့မပုတ်နိုင်တဲ့ပါရာဇိကသိက္ခာပုတစ်ခုမှမရှိဘူး။ငွေကိန်းတဲ့အဘကတော့တိတ်တိတ်ကလေးပဲဒါပေမဲ့ပါရာဇိက၄ပါးစလုံးကိုသူကဆွဲခေါ်သွားနိုင်တယ်။မတုကမှာဖြစ်အန်ဒီကြီးမတုကမှာကဘုန်းကြီးကလည်းအလုံးမဖြစ်ဘူးဆိုတာလူတွေသိတဲ့အတွက်ဆောင်ကြတယ်။စွမ်းနိုင်တယ်တော့တတ်နိုင်တယ်တော့လူတွေကမကောင်းဘူးလို့ဒီထားတာကိုဒါနဲ့ကြီးဆိုတာလူတွေလည်းမခံရဘူးဆိုတာသိတဲ့အတွက်ဒါကိုစွမ်းနိုင်တယ်တော့ဆောင်ကြကြည့်တယ်။ဆောင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ပေါ့လေ။တချို့တွေကဒီခက်ကလည်းငွေအားနဲ့ဖုံးလိုက်ရဲ့ ဟိုပျောက်သွားတာတွေလည်းအများကြီးရှိတော့ဘူးအဲ့တော့ငွေနဲ့မတုဒီနှစ်ခုပဲခုတည်မဲဒါနဲ့ဆိုင်ဆိုတဲ့မတုထဲငွေကအရန်အန်ဒီများတယ်ဘုရားကတော့ကမ္မကုအရင်၅ပါးစလုံးနဲ့ကိုနှိုက်ရှင်ပြီးတော့ငွေကိုတမ်းရဲ့ခွင့်မပြုဘူးလို့ပါငွေနဲ့ဝယ်ရတဲ့စီမံမြောက်လည်းဒုက္ခမပေးဘူးဈေးဝယ်ခွဲလည်းမပေးဘူးငွေကြေးခွဲလည်းမပေးဘူးမပေးဘူးငွေကြေးတို့ဝယ်ရတဲ့စီတို့သုံးဆောင်ခွဲလည်းမပေးဘူးကိုတင်လားဆိုတော့အခြားဟန်တန်တာတွေကိုလည်းဒုက္ခမပေးဘူး ကိုပြေးပြေးကြတယ်။ဒါပေမဲ့လူတွေကဒါကိုနားမလည်ပဲနဲ့ပတ်စံလေးရှိတော့သူဟာသူသုံးချင်သုံးလို့ရတာပေါ့ဆိုပြီးတော့ဖျားနဲ့ဆက်ကျင်ပဲပတ်စံလေးလူကြတော့အကျိုးတရားမှုတွေကဘာတွေဖြစ်လာတယ်ဆိုတော့ယဟန်နဲ့သူတွေယဟန်တွေမမြင်တော့မဲ့ဖို့တွေကြွယ်သွားတယ်နော်အရိယာတွေကြွယ်သွားတယ်။ဘာဖြစ်လို့လဲဆိုတော့တီလာမှပြပြီးဆိုရင်တရားပလောက်အထုတ်ထုတ်တမာတိလည်းမဖြစ်တော့ဘူးဥပဒနာဉာဏ်တွေလည်းမတည်တော့မဖြစ်လာတော့ဘူး။ကိုပိတ်စီကြလိုက်တာပြီးတော့အဲ့ဒီဟာသေးရပဲငရေရောက်တာလောကမှာအရိယာတွေကိုကြွယ်ပြောက်သွားစေတာမတူကမှာမဟုတ်ဘူးငွေ ငွေကြောင့်ရှေကောင်းရဟန်းကောင်းတွေကြောက်ခွေကုန်တယ်ဖြစ်ပေါ်လာမဲ့အရိယာတွေကြောက်ခွေသွားတယ်ငွေကြောင့်အဘတ်တွေအများကြီးရှိလို့ရလို့ငွေကံကြီးဆိုရင်ယဟန်စိတ်ကိုကြောက်တယ်နော်ဒီဥစ္စာတွေကလေယဟန်စိတ်ကိုကြောက်သွားတယ်ယဟန်စိတ်ရှိတော့ငွေကံပြီးသွားပြီဆိုရင်ဒီငွေကိုကြည့်ရတဲ့ခါတည်းဘဝနာဖြစ်နေတော့တာငါဘယ်ရရမလဲဘယ်ဝသွားရမလဲဘသူစီကရမလဲဘသူစီကဘယ်လောက်ရမလဲဘယ်ကတော့ဘယ်လောက်ရပြီဘယ်လောက်ချက်ပြီခုနေသွားဘယ်လောက်ရမယ်ဖြစ်တယ်ငွေပဲပฏิစိတ်တော့တာငွေကံကြီးပြီးဆိုရင်နော်မတုကမ္မတိ အရိယာတွေကိုပျောက်ကွယ်သွားအောင်မစွမ်းနိုင်ဘူးအန္တရာယ်ရှိတယ်ဆိုတာလောက်ပဲနော်ငွေကတော့ကသာသနာမှာအရိယာတွေကိုပျောက်ကွယ်သွားအောင်စွမ်းနိုင်တယ်လို့ယဟန်ဘဝတွေယူတုတ်ကုန်အောင်လဲစွမ်းနိုင်တယ်တုံးလဲတုတ်ကုန်ကြတာမနေတော့ဘူးလူတွေကမသိလို့တုတ်ကုန်ကြတာမနေတော့ဘူးလူမထွက်ဘူးဝိနည်းကလူတွေကဝိနည်းမသိတော့တုံးအောင်မသိဘူးယဟန်ဘဝမှာပဲစပီနေနေကြတဲ့ဆရာတော်ကြီးအဖြစ်နဲ့ဒါတော့လူတွေဝိနည်းသိရင်သာသနာဟာအစီအတာမရှိကိုယ်တယ်သာသနာရန်သူဆိုတာသာသနာပြည်ပကလာတာမဟုတ်ဘူးအတွင်းထဲကနေထွက်လာတာ လူတွေကဝိနည်းနားမလဲတဲ့ခါကျတော့ကိုယ်သာသနာအန္တရာယ်ကြီးတွေသာသနာကိုအန္တရာယ်ပြိမပုဂ္ဂိုလ်ကြီးတွေဟာသာသနာထဲမှာပဲဂုံတွေပွဲတင်နေပေါ်လာတဲ့ဆိုတော့ကိုမသိလိုက်ဘူးကိုဖြစ်စီခံလိုက်ရတော့ကိုလည်းမသိကြဘူးပျက်စီးသွားတာလည်းမသိကြဘူးပါဖြစ်လို့စာပေဘ ഹു တုတ္တမှမရှိတာကိုဥစ္စေတို့ဘုရားပါစေစာဖတ်အရန်ပြေးတာဥစ္စေတို့နိုင်ငံအဖက်ဖက်ကဆုံးယုတ်တာဟာစာမဖတ်လို့ဆုံးယုတ်တာဘာဘ ഹു တုတ္တမှမရှိဘူးတစ်ဆက်တကပြုတ်တန်ကြတယ်ယူပဲပြောနေကြတာရောင်းနေပြစာပေကျန်ကဘာမှဘ ഹു တုတ္တရရတာလေး ဇာတိကျမ်းစာဆိုတော့ကုထေအတိညာဘုသူတော်ကြော်ဝါတဲ့ပုဂ္ဂိုလ်တွေကအချက်လက်ပေါင်းမြောင်းများစွာကိုစုဆောင်ပြီးတော့စအုပ်တအုပ်ထဲမှာရေးထားတာအဲ့မဲ့ဦးဇေနဘုရားဘာသာရေးစာမှာဖတ်ဘူးခရိယတဲ့ခရိယဘာသာဝေတိုင်းတမ္မာကျဆောက်ဖတ်ဘူးလေအစ္စလမ်ဘာသာဝေတွေငငယ်လေးထက်နဲ့ကုတ်အကျကြီးကိုကြစ်တယ်ဘလီကိုပို့ပြီးတော့တင်စီတယ်ဖတ်ကြတယ်ခရိယတဲ့ငငယ်လေးထက်ကတမ္မာကျဆောက်ဦးလေးဖတ်ကြတယ် တချို့သူတမန်ကျက်စုံတို့ဖက်တော့အခောက်ရံနဲ့ထောင်နေတော့ကြည့်တယ်လေဒီလိုတော့ရှိတယ်ဦးဇေတို့ဘုဒ္ဓဘာသာတွေကဖျားကုန်လို့တော့မရဘူးဒါလို့ဒီကွာတာလေတဒါအဲ့လိုဒီကွာတာဘာသာခြားတွေကတဒါတာတဒါအရင်ကောင်းတယ်တဒါဆိုတော့သူတို့ဘာသာတရားပေါ်ယုံကြည်တဲ့တဒါကိုပြောတာနော်ဗုဒ္ဓကိုယုံကြည်တဲ့တဒါပြောတာမဟုတ်ဦးဇေတို့ဘုဒ္ဓဘာသာတွေကဗုဒ္ဓပေါ်ယုံကြည်တဲ့တဒါတရားအရင်ကိုအားနေတာဖျားကုန်တော့ရအောင်မကျင့်နိုင်တဲ့ဒီအားနေတယ်